ကျွန်တော်တို့ hobby channel မြန်မာဆိုတာမြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဖွယ်ရဝါသနာအပေါင်းစုံကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အစီအစဉ်ကောင်းတွေကိုအမြဲကြည့်ရှုရအောင်လို့ subscribe button လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ကဲအစီအစဉ်လေးကိုဆက်ကြည့်လိုက်အောင်။ဒီ origami နဲ့ပတ်သက်ပြီးတော့ကျွန်တော်စပြီးတော့ setting လုပ်ပြီးတော့လုပ်လာတဲ့အချိန်တွေကြီးကစပြီးတော့ကျွန်တော်ပန်းအုပ်လေးတွေပါလေးတွေအားစား စလှုပ်လာတာပါเนาะအဲဒီကနေကျွန်တော်စစ်ကူထဲမှာတော့ကျွန်တော်ဒီ origami ကို tutorial တွေ YouTube မှာရှာပြီးတော့ tutorial တွေကြည့်ပါကြည်ညာကြည့်ပရမတ်အစပိုင်းတော့လှုပ်လာပြီးတော့အခုနောက်ပိုင်းမှာကျတော့အ tutorial ကိုကြည့်ပြီးတော့လှုပ်တာဟုတ်နည်းနည်းစိတ်မလှုပ်ချင်တော့ဘူးပေါ့เนาะမလှုပ်ချင်တော့တော့ကိုယ့်အကိုထွင်ပြီးတော့လှုပ်လှုပ်ချင်တာလေးစိတ်ကူးလေးတွေပေါ်လာတယ်ပေါ်လာရင်တော့ပထမပန်းလေးတွေလှုပ်တယ်နောက်ဆုံးလေးတွေကျွန်တော်လှုပ်ကြည့်တယ် အဆင်ပြေတယ်ပြီးလာတဲ့နောက်မြမပစ္စည်းတစ်ခုခုပါလောက်ရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားတဲ့ချိန်မှာဒီစောင်းကိုကျွန်တော်စဉ်းစားမိပြီးတွေးမိပြီးတော့ကျွန်တော်လုပ်ဖြစ်တာပါကျွန်တော်တို့ origami လုပ်တယ်ဆိုတာပထမပိုင်းမှာကျွန်တော်တို့ YouTube channel ကနေပြီးတော့ tutorial လေးတွေကြည့်ပြီးတော့သူတို့လုပ်တာလေးတွေလိုက်ကြည့်ပြီးတော့လောက်ရာကနေပြီးတော့ကိုပိုင်ကို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 တီတွင်စမ်းသစ်မှုအနေနဲ့လုပ်ချင်တဲ့စိတ်လေးတွေပေါ်လာတဲ့ကျွန်တော်ပထမပိုင်း ပန်းအုပ်လေးတွေလောက်တယ်အဲပန်းအုပ်လေးတွေကနေနောက်တစ်ဖြည်းဖြည်းနဲ့ကျွန်တော်စွန်းအုပ်လေးတွေလောက်လာတယ်စွန်းအုပ်လေးတွေလောက်လာရတယ်ပြီးတော့အခုနောက်ပန်းကျတော့ကျွန်တော်အဲမြမရိုးရပစ္စည်းတစ်ခုခုကိုကျွန်တော်အော်ရီဂါမီနဲ့နိုင်ငံနိုင်ငံသားလာတဲ့အော်ရီဂါမီပညာရက်နဲ့မြမရိုးရပစ္စည်းတစ်ခုခုကိုပေါက်ဆက်ပြီးပါလို့ရင်ကောင်းမလဲလို့ကျွန်တော်စဉ်းစားတဲ့ခါမှဒီစောင်းလေးကိုတော့သွားသတိရလိုက်တယ်အဲ့တော့သတိရလိုက်အဲဆိုဥစားပါ အော်ရီဂါမီပညာနဲ့စောင်းလေးကိုပေါက်ဆက်ပြီးတော့လှုပ်လိုက်ရင်သမှာပဲလို့စိတ်ကူးပေါ်လာရာကနေပြီးတော့ကျွန်တော်လှုပ်ဖြစ်သွားတာပါဒါဒီဆောင်းကိုစပြီးတော့လုတ်တော့မယ်လို့စဉ်းစားတဲ့အချိန်မှာအဲခုနကပြောသလို YouTube channel မှာ tutorial လည်းမရှိပါလည်းမရှိဆိုတော့ကျွန်တော်ငမမရိုးရလက်မှုပစ္စည်းဖြစ်တဲ့အတွက်သူ့ရဲ့တိဆောက်ပုံမှာသူ့ရဲ့အင်္ဂါရက်တွေလည်းညီအောင်ဆိုပြီးတော့စဉ်းစားတာလေးရှိပါတယ် ဲ့လိုစဉ်းစားနေမှာနောက်ဆုံးကျွန်တော်အဲ့လိုစောင်းရဲ့တိဆောက်ပုံကိုကျွန်တော် Google မှာရှာပြီးတော့ကြည့်ပြီးတော့အဲ့ကနေလေ့လာစောင်းစောင်းမှာဘာအင်္ဂါရက်တွေပါတယ်ဘာညာအဲ့လိုမျိုးတွေကိုကျွန်တော်လေ့လာပြီးတော့အဲစပြီးတော့ဒီစလောက်ရတာပေါ့နော်ပထမကျွန်တော်စလောက်တဲ့ဘိုင်းမှာဆိုဒီစောင်းအိုးကိုစောင်းအိုးကိုအရင်ဆုံးပုံစံကြအောင်အရင်ကျွန်တော် origami နဲ့စပြီးထိုးကြည့်တယ်ထိုးကြည့်ပြီးတော့ ဟိုသူ့ရဲ့ဒီထဲမှာပါဝင်ရမယ့်ခွေကြီးဘယ်လောက်ပါဝင်မလဲဘယ်လိုသွားမလဲဆိုတာကိုအရင်ဆုံးတွေ့ရချက်ရတယ်ဒီလိုဟိုအမိုးအမောက်ကလေးနေရာကြိုက်ရင်ဘယ်လိုလောက်ရမလဲဘာညာပေါ့အဲ့ဒါလေးတွေကစအကုန်အကုန်လုံးကျွန်တော်တွေ့ချက်ပြီးတော့ပြန်လှုပ်လိုက်ပြန်ဖြုတ်လိုက်ပြန်လှုပ်လိုက်ပြန်ဖုတ်ဖြုတ်လိုက်နဲ့ကျွန်တော်ဒီဒီလိုပုံကြီးတစ်ခုပေါ်လာအောင်တော့သူ့ကိုဒီ frame ချတာတို့ဘာလို့ညာတို့အစဒီပုံပေါ်လာတဲ့တိကိုကျွန်တော်6လကျော်လောက် သူ့အချိန်ပေးရတာပေါ့နော်အဲ့လိုအချိန်ပေးလို့ရဒီစောင်းမှဆိုလို့ရှိရင်လည်းသူ့ရဲ့အင်္ဂါရက်လေးတွေစုံကြီးအောင်ဒီလိုညောင်ရွက်လေးတွေဒါသူလက်ယုံတော့ဒီဘက်ကပပင်းလို့နော်အဲ့ဒါမျိုးလေးတွေနောက်ဒီလိုခင်မန်းတို့ဘာလို့အကုန်လုံးသူ့ရဲ့ပါရမယ့်အင်္ဂါရက်လေးတွေအကုန်လုံးပါအောင်ကျွန်တော်တက်နိုင်ဆုံးကြိုးစားပြီးတော့လုပ်ထားပါတယ်ဟိုစောင်းတကယ်မြမစောင်းအစ်စ်နဲ့တော့တထက်တယ် တူအောင်တော့ကြိုးစားထားတယ်ဒါပေမဲ့နည်းနည်းတူ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 စောင်းလို့တော့အတန်တော့မထွက်ဘူးနည်းနည်းတော့နည်းနည်းတော့ကွဲလွတ်ရလေးတွေရှိနေတယ်ပေါ့ဒီစောင်းလေးမှာတော့ကျွန်တော်တို့စက်ကူကောက်လေးတွေအခုရေက1000ပတ်ဝန်းကျင်လောက်တော့ပါပါတယ်ကျွန်တော်ဒီ origami နဲ့ဖန်တီးတဲ့နေရာမှာဒီမြောက်ကောင်းပိုင်းလေးရယ်နောက်ဒီရောက်ကဖလားပိုင်းပါနော်ဖလားပိုင်းကလည်းဒီ origami နဲ့ကများသောအားဖြင့်ကတော့ ော်ဒီဂါမီကဖြောင်းဖြောင်းသွားတာဖြောင်းဖြောင်းလောက်ရတာလေအစင်ဟိုလွယ်ကူရပေါ့အစင်ပြေပဲဘုလိုဒီလိုကောက်ပြီးတော့ဒီလိုခွက်ပုံနဲ့ဖြစ်အောင်လောက်ရတာတို့ဒီလေးမြောက်ကောင်းဒီလိုဧရိယာလေးတွေမှာဒီလိုဒီလိုလေးတွေမုံမုံလေးတွေတက်လာအောင်လောက်ရတဲ့အပိုင်းကကျွန်တော်တို့ရန်ခက်ခဲတယ်နောက်ဆုံးနောက်ဆုံးခက်ခဲတဲ့အပိုင်းကဒီပပြင်းလောက်တဲ့အပိုင်းပေါ့ဒီပပြင်းလေးလောက်တဲ့အပိုင်းဒီပပြင်းလေးလောက်တဲ့အပိုင်းကျတော့ကျွန်တော်တော်တော်လေးကိုခက်ခဲတယ် ဒီနေရာလေးကတော့လောက်ရတာလွယ်တယ်ဒီညောင်ရွက်လေးတွေဘာလေးရတော့လောက်ရတာလွယ်တယ်ခက်တဲ့ဘိုင်းလေးတော့ဒီပပင်းရယ်ဒီအောက်ကဖလားဘိုင်းရယ်နောက်အဲဒီပပင်းရယ်ဒီမြောက်ကောင်းရယ်ဒီဖလားဘိုင်းလေးတွေရယ်ခက်ခဲတာပေါ့နော်ကျန်တဲ့ဘိုင်းလေးတွေကတော့ဟိုလုံနေကြဆိုတော့လက်သူ့အနေနဲ့သူအဆင်ပြေပါတယ်ကျွန်တော်ဒီဆောင်းလေးလုပ်ပြီးတဲ့နောက်မှာကျွန်တော်နောက်ထပ်ထပ်ပြီးတော့စိတ်ကူးရှိတာတော့မွန်ရိုးရဆောင်းလေးတစ်ခုပေါ့နော်အဲမွန်ရိုး မွန်ရိုးရဆောင်းလေးတခုသူဆက်ပြီးတော့ကျွန်တော်လှုပ်ဖို့စိတ်ကူးရှိပါတယ်အခုလည်းသူအဲ့မွန်ရိုးရဆောင်းကိုကျွန်တော်လေ့လာနေပါတယ်အဲ့ဒါပြီးလို့ရှင်တော့အဲ့ဒါပြီးလို့ရှင်တော့ကျွန်တော်မြမအိုးစီတို့ရှမ်းအိုးစီတို့ပဲကိုကျွန်တော်ဆက်ပြီးတော့လှုပ်ဖို့ကျွန်တော်စိတ်ကူးထားပါတယ်အဲဒီစီစဉ်မှာဆက်ဆုံးပြီးကြီးစုပါပေးရတဲ့ကျေးဇူးအထူးတင်ပါတယ်အဲဒီအော်ရီဂါမီပညာရက်ကလည်းစိတ်ဝင်စားစရာကောင်းတဲ့ပညာတစ်ခုဖြစ်တဲ့အတွက် တင်လာခြင်းနဲ့တင်ယူခြင်းနဲ့ကျွန်တော် origami လက်ရလေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင် hobby channel မြန်မာကနေတစ်ဆင့်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျဒီ show လေးကတော့ကျွန်တော်လုပ်နေကြပုံစံတိုင်းပါပဲဒါပေမဲ့သူ့မှာနည်းနည်းပပဟိုထူးခြားရတာဆိုတော့အယောင်ဆက်ခရလေးပေါ့နော်ဒီမှာအဲ light ceremony ရဲ့ black green ရဲ့နည်းနည်းမျိုးဆက်ထားတယ်အဲနည်းမျိုးဆက်ထားတဲ့နေရာမှာတော့ light အဲလက်ဂရင်းကတော့အခုရေလက်ဂရင်းကတော့အခုရေ1840နဲ့40နောက်ပြီးတော့လိုက်ဆယ်လီမွန်ကတော့အခုရေအဲ1180နှစ်ခုစုစုပေါင်းကတော့2390ခုပါတယ်ပေါ့နော်အဲဒီမှာနောက်အပေါ်ဆုံးမှာကျတော့ကျွန်တော်ကွီးမင်းလေးနဲ့အပေါ်ထိပ်ဖူးလေးကိုကွီးမင်းလေးနဲ့ကျွန်တော်ပုံဖော်ထားတယ်ပေါ့နော်ဒီကတော့သူကြီးအနေနဲ့ကတော့ ဟိုတိတ်တော့ထွေထူးတော့မရှိကျွန်တော်ဒီအယောင်ဆက်ဖက်လေးပဲထူးထူးချာလေးဖြစ်ပြီးတော့နည်းနည်းလေးပို့ပြီးတော့လှန့်သွားတယ်လို့ကျွန်တော်ထင်ရတယ်ပေါ့နော်ဒီဘက်ကအဖြူရောင်လေးရကြတော့ဆိုင်ကျွန်တော်တို့တစ်ခုလုံးလည်းအဖြူရောင်လေးလောက်ထားတယ်နောက်တစ်ခုကဟိုကျွန်တော်မြင်နေကြအထက်မတူဘူးတော့နည်းနည်းလေးပူပူလုံးလုံးလေးဖြစ်နေရပါအဲ့ဒါလေးလည်းချက်လောက်ရှင်းပြရပါဦးဆိုင်ဒီဘက်ကအဖြူလေးကတော့စက်ကူးပေါ့နော်ဒီစောလေးကကျွန်တော်ကာလာလေးနဲ့ဆက်တော့ရောင်မျိုးမျိုးလေးတွေဖြစ်ရတယ်ပြီးတော့ တရောင်လဲဆိုရင်ဘယ်လိုနေမလဲဆိုပြီးတော့ကျွန်တော်ဒါဟိုဖန်လေးကြည့်တာပေါ့ဒီမှာဒီမှာတော့အဖြူတွေကြီးပဲအဖြူတွေကြီးပဲဟိုကျွန်တော်က18060ခွေပေါင်း18060ပါပါတယ်ဒီမှာနည်းနည်းထူးခြားထည့်ထားတာဆိုလို့ဒီဖောင်းလေးမှာကျွန်တော်ဒီကွင်းလင်းလေးနဲ့အလုံးလေးတွေအလုံးလေးတွေကျွန်တော်ထည့်ထားပြီးတော့ဒီအပေါ်မှာဒီကျုံရဲ့ထိပ်ပိုင်းလေးကိုတော့ကျွန်တော်ကွင်းလင်းလေးနဲ့လောက်ထားတယ် ။ဒါသူကဒီအဖြူပေါ်မှာရွှေရောင်လေးနဲ့ဆိုတော့ပို့ပြီးတော့အရင်ထင်းနဲ့ပေါ်ပါအောင်ဆိုတော့စိတ်ကူးနဲ့ကျွန်တော်ဖန်တီးထားတာပါ။ကျွန်တော်ဒီစီဇန်ကိုအစုံကြီးကြီးစုအားပေးတဲ့အတွက်ကျွန်တော်ရဲ့ပရိသတ်ကြီးကိုအများကြီးကျေးဇူးတင်ပါတယ်။ကျွန်တော် Hobby Channel မြန်မာနဲ့တွဲဖက်ပြီးတော့ကျွန်တော်ရဲ့ Origami လက်ရာအသစ်အသစ်အသစ်လေးတွေကိုထပ်ပြီးတော့ထပ်မံတင်ဆက်လက်ပြီးတော့အငဲတစီတင်ဆက်နေမှာဖြစ်တဲ့အတွက် Hobby Channel မြန်မာကိုလည်း ဆက်လက်ကြီးစုအားပေးကြဖို့ပြည်သက်ကြီးကိုဖိတ်ခေါ်ပါတယ်